ဇွန်လ19ရက်နေ့သင်တို့ဒီခရစ်တော်နဲ့အတူထမြောက်ကြသည်မယ်လျင်ဘုရားသခင်လက်ရာတော်ဘက်မှာ ခရစ်တော်သည်ထိုင်နေတော်မူရာအရက်၌ရှိသောအထက်အရာတို့ကိုရှာကြလော့ကောလောသဲဩရာစာခန်းကြီး3ခန်းငယ်တင်သင်ချစ်ခင်မြတ်တို့ရသူတူတယောက်နဲ့ခွဲကွာဘူးပါလားယောက်ျားလေးတို့မောမိန်းကလေးမိတ်ဆွေတူဦးနဲ့3လေးလဝေးကွာပြီးနောက်ပြန်ဆောင်ဘူးပါလား ကျွန်တော်ဇနီးနဲ့ကျွန်တော်အနေဖြင့်ခရီးထွက်ခွဲခွာဂန်နီးတိုင်းတွင်နှုတ်ဆက်ကြတော့လေတုံးနဲ့တူပြန်ဆောင်ကြကြရင်တွင်မင်္ဂလာဦးညားကစားဟန်နီမွန်းကဲ့သို့ခံစားမိပါတယ်အလားတူသခင်ယေရှုနှင့်ကောင်းကင်ယံတွင်စုံစည်းသည့်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေရူးနေမြတ်သည်ခြေတုံးနှုတ်ပြန်ဆောင်သည့်အနေအထားမျိုးဖြစ်ပါတယ်ဤဒီမှာကျွန်တော်တို့၏မျှော်လင့်ချက်ပင်ဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းကြသခင်ယေရှုပြန်ကြွလာတဲ့အခါသမယမှာ မြောက်များစွာသောနှလုံးသားတို့ပျော်ရွှင်ဝမ်းမြောက်မီမှာအမှန်ပင်ဖြစ်ပါတယ်။အဲ့ဒီနေထူးနေမြတ်ကိုယုံကြည်ချက်အပြည့်နဲ့တတ်တတ်ကြွကြွနဲ့မျှော်လင့်နေပါမယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဖို့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။